online mua xe ông này bên này là nó mua mua mà ai cho mà nay đại gia nó vừa đi uy nhỉ à anh đã bắt nó rồi xem mà bằng ngã về đi những lâu thổi mà lâu lâu bài đấy từ lâu tôn minh đấy thầm em sẽ em cho mà lâu bài đấy အဲနေဦးတော့တောက်ကြတော့2024ရာဇမအလုပ်ဝင်လာပါတနည်းပြည့်နေပါပြီသူတို့အိမ်မှာလှုပ်လှုပ်တာအခု3လပိုင်း18ရက်နေ့ရနေစပြီးတော့အဲသူတို့အဖေမေအိမ်မှာလှုပ်လှုပ်တဲ့လက်စမလူခန်းထဲကနေတစ်ဆက်ဆယ်ရင်းယူပါတဲ့ယူပြီးတော့ဇမကယူခိုင်းတယ်လို့လည်းသူကပြောပြီးတော့အဲ့လိုမျိုးထွက်ဆိုထားပါတယ် အဘိသူယူထားတဲ့ပစက်ဆယ်သိန်းကိုလည်းကျမကိုပြန်ပြီးတော့သွားပေးပါရုံးကိုပေးပေးပါဆိုပြီးဆယ်သိန်းကိုကျမလက်ထဲကိုပေးပါတယ်ကျမအဲ့ဆယ်သိန်းကိုယူပြီးရုံးကိုသွားပေးပါတယ်ပေးတဲ့အချိန်မှာသူတို့ကဒီဆယ်သိန်းကျမယူထားပြီးအတွက်ကျမမှာကြံ့ရပါဆိုပြီးတော့ပြောပါတယ်သူတို့အဲ့ကနေအဲ့အင်ရှင်နေလည်းပြန်လဲလာလဲမန္တလေးကိုမန္တလေးကနေပြီးသူတို့ကပြန်လာတယ်ပြန်လာတော့ဘလို့ဖြစ်တာတော့မေးတယ်မေးတော့ကျမအဲ့လိုဖြစ်စဉ်ကို ဒီလိုဒီလိုမျိုးယူတာတော့သူယူတာ CCTV မှာလည်းကြည့်တော့ဒီနတ်ဆမပေါ်တယ်။ဒါမဲ့ကျမသူပေးတဲ့ငွေကိုလက်ခံပြီးရုံးဟုတ်သွားပေးမိတယ်ဆိုတော့သူတို့ကလည်းအဲ့ဒါကိုလက်မခံဘူး။ကျမကယူခိုင်းလို့ပါဖြစ်တယ်ဆိုပြီးတော့ပြောပါတယ်။ပြောတော့အဲ့ဒါနဲ့ကျမကသူတို့ကရဲရင်နဲ့ခေါ်စစ်ပါတယ်။စစ်တော့ကျမသူတို့လည်းခြေစလုံးဖက်ပြီးတောင်းမှန်ပါတယ်။ကျမအမှားပါတယ်ပေါ့ဒီမဆက်ကိုလက်ခံမိသည့်အတွက် GA ပေးပါဆိုပြီးတော့တောင်းမှန်တော့အဲ့ဒါဆိုရင် GA ပေးမယ်။ အရင်တုန်းကပြောက်တဲ့3 90ကိုဖော်ဆိုပြီးတော့ထပ်ပြောပါရဲ့အဲ့ဒါကျွန်မ3 90မှာကျွန်မမသိတာကျွန်မတကယ်မသိလို့မဖော်တာပါလို့ပြောပါမယ်ပြောတော့အဲ့ဒါကိုမဖော်လို့မရဘူးတဲ့မဖော်ရင်လည်းဖန်သွားမယ်တဲ့ပြောအဲ့ဒါရေနဲ့ဆိုအောင်မထင်ခမဲ့တော့လို့တော့တော့ဆက်လက်ဆက်တော့အမေဦးနာမုံတဲ့အဲဖုန်းရတော့ဖုန်းကလည်းကျွန်မမကင်အောင်သူတို့ကင်ထားတယ် အဲဆိုရင်လည်းတိမ်ကလည်းယော်ပေးတဲ့တိမ်ကလည်းပြီးတော့မယော်နိုင်ဘူးလို့တည်ချဲလို့ကျမမှမလို့လို့ရှိမှလည်းလို့ကျမလည်းအင်ွက်ပေါင်းပေးရမှာလို့အဲ့လိုမျိုးပြောပြောတော့အဲ့လေရေသူတို့နှိပ်ပေးမယ်တဲ့တိမ်ကလည်းတော့မပေးနဲ့တဲ့အဲ့တိမ်အစိတ်တော့ပေးလိုက်တဲ့ဆိုပြီးတော့အဲ့လိုမျိုးပြောပြီးတော့တိမ်အစိတ်ကတော့ပေးမှလည်းတဲ့အဲ့မနေ့18ရက်နေ့မနေ့လောက်ကြာလို့ရှိရင်တော့ပေးမယ်9နာရီလောက်ဆိုတော့ ပေးလို့ရှိရင်လည်းပြန်လှုပ်ပေးမယ်တဲ့အဲ့လိုမျိုးပြောပြီးအိုင်းနေ18ရက်နေ့ညကြတော့သူတို့အိမ်မှာမသိတော့ဘဲနဲ့ကြောင်းမှထပြီးဒီမှာမိန်းမနှစ်ယောက်အဆောင်နဲ့သိပ်ပါရဲ့ဟာဒီမှာအိုင်းမှာအဲ့ရတယ်အဲ့ဒီနောက်နေ့မနက်16ရက်နေ့ကြတော့အဲ့ဒီမှာရဲ့အဝတ်စားတုပ်တွေကိုသူတို့ရုံးဝမန်နေကြတယ်နဲ့လာပြီးပို့ပါတယ်အဝတ်ထုတ်ကိုပို့တော့ဒီမှာအိုက်ကနေပြီးသူတို့ကျောင်းကနေပြီးတော့ပဲဒီမှာအောင်လန်ကိုပြန်သွားပါတယ်ဟိုအောင်လန်ကနေပြီးတော့အဲ့ရှေ့ရက်နေ့လာပြီးတော့ အောင်လန်ရဲ့စခန်းစခန်းမူတွေရောအိမ်ဝင်ဝန်းပြီးရောလာပြီးတော့ခေါ်သွားတာပါကျမကိုနှစ်နာရီခွဲသုံးနာရီမှဝင်ကျင်တော့ကခေါ်သွားတာစခန်းမူတွေရောအိုက်ရဲမေတွေရောဒီပြည့်ရဲသားတွေရောဟာနေပြီးတော့စစ်ပြီးတော့ဝိုင်းပြီးတော့ရိုက်ကြတာပါကျမကိုကျမကလည်းမယူတော့မယူဘူးလို့ပဲကျမပြောပါတယ်ကျမယူလို့ရှိရင်ပေးမှာပါလို့ကျမပြောတယ်ပြောတော့သူတို့ကမရဘူးဘယ်မှာရောင်းတော့ပြော ဘမရောင်းခဲ့တာတော့ဖော်ဆိုပြီးတော့ကျမကိုခေါ်ခိုင်းပါတယ်အချီစလုံးတွေကိုလည်းကျမကိုဒလိန်လုံးနဲ့နှိပ်နေအဲစခန်းမူကလည်းသူ့ခဏကြီးတွေနဲ့ကျွန်တော်ခေါင်းတွေကိုလည်းဆောင့်ကန်နေအဲ့လိုမျိုးတက်နင်းထားလက်တွေချုပ်ထားဆိုပြီးတော့အကုန်လုံးကဝိုင်းပြီးတော့ရိုက်ကြတာပါကျမကိုအမေကိုလည်းအဲ့လိုမျိုးအမေကိုလည်းခေါ်ပြီးတော့နင်တို့မိသားစုတွေကိုပါဘုံလုံးချုပ်ဆဲကိုထည့်ပြင်မယ်ဆိုပြီးအမေကိုလည်းခေါ်ပြီးတော့ အမေကိုထိုင်ထားတယ်လဲလှုပ်ခိုင်းပါတယ်အမေကိုလည်းနှစ်ချက်သုံးချက်တော့ဝလုံးနဲ့အဲဒီခြေစလုံးမျိုးဒီလိုအားလေးတို့ကြီးတို့တော့အမေကိုလည်းရိုက်ပါသေးတယ်နှစ်ချက်သုံးချက်အဲ့လိုမျိုးကျမလည်းကျမအမေကိုမလှုပ်ပါနဲ့လို့ကျမပြောတယ်လှုပ်ခြင်းနဲ့ကျမကိုပဲရိုက်ပါလို့ကျမပြောဆေးနဲ့ကျမကမကူရသေးပါဘူးလက်တွူးတာပဲသူတို့ကပြောဆိုလို့လက်တွူးတာပဲပြောထားတာပါကျမဒီတင်မအနာတွေကိုဥဒတိဆေးမလှုပ်ရသေးပါဘူးကျမက သူတို့ကအဲ့ဒါတွေမပြနဲ့ဆိုလို့မပြရဲလို့ပါကျမရဲ့အမှုပိုင်းကလည်းအခုဒီလက်ကျိုးတာကိုရဲတွေရိုက်တာလို့မပြောနဲ့တဲ့အိမ်သားထဲမှာချော်လဲတယ်လို့ပြောဆိုပြီးတော့ကျမကိုထွက်ဆိုထားခိုင်းပါလေကျမလည်းကျမကိုထိုက်ရိုက်မှကြောက်တော့သူ့ကိုပြောခိုင်းတဲ့အတိုင်းနဲ့ကျမပြောထားပါလေနိုင်သားရအစိုးရခရိုင်ရရစကန်ကိုခေါ်လာပြီးတော့ကျမကိုအချုပ်ထဲမှာထားပါ28ရက်ရှိပါပြီကျမကိုထုတ်တာလား ခုနှစ်ရက်နေရာမှာကျမကိုအမကနဲ့ထုတ်ပေးထားတာပါလက်တွေလည်းကြိုးကျမမှာတင်မမှာအသားတွေလည်းကြည့်အကြောင်းကျမမခံနိုင်ဘူးမို့လို့ဒီတရေပြည်ရလေအခုနေတော့မှာပါ